ဘာကြောင့်လဲဘာအတွက်လဲအလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ Richard Arty လေးပေါ့နော် Richard Arty လေးအကြောင်းရယ်ပြီးလို့ရှိရင်ဒီ104 BCD 32တွားလေးပေါ့နော်ဒီ32ချိန်ဝင်းလေးအကြောင်းရယ်ပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးဒီ Richard Arty လေးအကြောင်းပြောရမယ်ဆိုရင်သူကအခုမှစသီးမဲ့ mountain biker တွေ rider တွေအတွက် beginner တွေအတွက်အဲသူထုတ်လုပ်ထားတဲ့ဘိန်းလိုတောင်ပြောလို့ရပါတယ် ဘာလို့လဲဆိုတော့ဈေးနှုန်းလေးအနေနဲ့ကသူက15သိန်းအောင်းတဲ့ကို3ပြော9ပြောစီးပြော်လေးဖြစ်အောင်ထုတ်တာလိုပဲဖြစ်ပါတယ်။ brake ဆိုရင်လည်း Shimano brake, air fork ပြီးလို့ရှိရင် gear ဆိုရင်လည်း Shimano DOE twin speed ကိုသုံးထားတာဖြစ်ပါတယ်။ဒီ brake လေးက beginner တွေအတွက်တော့အဲဈေးနှုန်းလေးအနေနဲ့ကစီးပြော်ရလို့ပြောလို့ရပါတယ်။ပေးရတဲ့ဈေးနဲ့လည်းတန်တယ်လို့ပြောလို့ရပါတယ်။ ဒါပေမဲ့ကျွန်တော်ဒီဘိန်းလေးမှာမကြိုက်တာတခုရှိပါတယ်ကျွန်တော်သဘောမကျတာပေါ့နော်ကျွန်တော်ရဲ့ personal အရာပေါ့နော်အဲ့လေကျွန်တော်ရဲ့ personal အရာသဘောမကျတာရှိပါတယ်သူက36 D ပေါ့နော်အဲချစ် chain ring ကသူက36 D တုံးထားတာဖြစ်ပါတယ်အဲဒီကောင်လေးကတော့ဒီကောင်လေးကတော့104 BCD 32သွားလေးဖြစ်ပါတယ်ဒါလေးတွေဖြစ်နိုင်ရင် ဒီလိုလေးလဲစီလိုက်ရင်တော့ပို့ပြီးတော့တင့်တော့ပါလိမ့်မယ်ဒါကျွန်တော်ရဲ့အတွေ့အကြုံလေးနဲ့ရှင်းပြီးတော့ပြောပြပေးတာဖြစ်ပါတယ်ဒီ36ဒီ chain ring ဆိုတာကအဲအရန်ကိုကြီးလုံးနေပေါ့နော်ဘီကန်နာတယောက်အတွက်ဘာလို့ကြီးလုံးလဲဆိုတာဒီ36ဒီနဲ့နောက်ကကော့စက်တင်နေပေါ့နော်ဒီကောင်ကိုခြေပတ်ရေမှန်မှန်ခြေပတ်ရေကောင်းကောင်းနဲ့ကြာကြာချင်းမိနေနိုင်လို့ဆိုတာဘလို့မဟုတ် ဒီကဏ္ဍတွေတွက်တော့မဖြစ်နိုင်လို့ပြောလို့ရပါတယ်ပြီးလို့ရှိရင်ဒီ36သွားနဲ့အနောက်50 T ပေါ့နော်50 T နဲ့ကတောင်တက်တွေမှာဆိုရင်တော်တော်လေးကို အားဆိုင်ပြီးနေရမှာဖြစ်ပါတယ်ကျွန်တော်ရှိချိန်ရင်းအသေးတက်ထားတဲ့လူတွေထက်ဆိုင်ရင်သူကပို့ပြီးတော့အားဆားရမယ်ပို့ပြီးတော့အားကုန်မယ်ပြီးလို့ရှိရင်တောင်အရင်မက်မက်ရင်လည်းတက်နိုင်မယ်လို့တော့ကျွန်တော်အနေနဲ့တော့မတင်ပါဘူးဥပမာပြောရမယ်ဆိုရင်နီးနန်းကကျွန်တော်တို့ဟင်းသားကိုရှိရပါတော့ဟင်းသားကူလိုနေရာမျိုးကို ဒီ 36D 50D နဲ့ကအောင်နိုင်ဖို့ဆိုတာလွယ်တော့မလွယ်ဘူးပေါ့နော်အဲဘီကန်နာရဲ့အတွက်ပေါ့နော်အဲဆိုတော့ဒီကောင်လေးတွေလဲလိုက်ရင်နော်ဒိန်းလေးကတမျိုးတမျိုးလေးအဲလဲတမျိုးတဖုံလေးပေါ့နော်တမျိုးတဖုံလေးစီးကောင်းသွားမယ်တမျိုးတဖုံလေးစီးရတာပော့သွားမယ်အဲ 32D 32D ဒီ71 50D ဆိုတာအဲညတာတဲ့အချိုးလေးပေါ့နော်ကျွန်တော်တို့ဘီကန်နာရဲ့အတွက်လုံးဝဟုတ် အဲမြတ်တာပြီးတော့အစဉ်ပြေပေမဲ့အချိုးလေးပဲဖြစ်ပါတယ်အဲကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်လည်း30နှစ်တည်ရှိပါတယ်30နှစ်တည်အနောက်ကသူက DOE ကက်ဆက်ဖြစ်သွားတဲ့တဲ့ကျွန်တော်စီးတာ DOE ကက်ဆက်ဖြစ်တဲ့အတွက်အနောက်က30 50တိပေါ့နော်အဲ30 50တိဆိုတော့ share ပဲပေါ့နော်30နှစ်30ဆိုတော့ speed လည်းထွက်တယ်အဲ speed ဆိုရင်ကျွန်တော် air brake ဟိုဟာနင်းတယ်ပေါ့နော်30နှစ်ကနေ38ကြာနင်းပါတယ် air brake အဲ max ဆိုရင်90ကျော် အဲ90ကျော်ထွက်ပါတယ်ပေါ့နော် max ဆိုရင်ပေါ့အဲနင်းနိုင်နင်းနိုင်လို့ထွက်ပါတယ်ဒါကတော့ကျွန်တော်ကကျွန်တော်ရဲ့နင်းအားလေးနဲ့ကျွန်တော်ပြောပြပေးတာပေါ့နော်အဲပြီးလို့ရှိရင်တောင်တက်တွေဆိုရင်လည်း ACC ပုတ်ပုတ်ပါပါပဲပေါ့နော်ဆိုတော့ဖြစ်နိုင်တာဒီကောင်လေးတွေလဲပြီးတော့သုံးသိခြင်းပါတယ်။ဒီကန်တာတွေအတွက်ပြောတာပါ။အားလုံးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့အထွေအကြုံလေးနဲ့ပြောရတာဖြစ်လို့အမားလေးများပါသွားခဲ့ရင် ခွင့်လွှတ်ပေးကြဖို့ကြိုတင်ပြီးတော့မြေတားရက်ခံအပ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ